ဆရာဦးခွန်လာဟံပဲဖြစ်ပါတယ်ဒီကနေ့ဆရာတို့ဆက်လက်ပြီးတော့သင်ကြားမယ့်သင်ခန်းစာလေးကတော့ Lesson 4 I will send you a text message မေယိုစာစောင်ပို့မှာပါဆိုတဲ့သင်ခန်းစာကောင်းစင်မှာဖြစ်ပါတယ်အတော့အရင်ဆုံး learning outcomes ကတော့ after learning this lesson you will be able to write and text messages အတော့ဒါတော့တို့ဒီသင်ခန်းစာသင်ကြားပြီးသွားပြီဆိုတော့ ਨੇ စာဆောင်တွေ message စာဆောင်တွေပို့နိုင်သွားမယ်ရေးနိုင်သွားမယ်ဖြစ်ပါတယ်ကဲဒါဆိုရင်တော့အရင်ဆုံး ကျွန်တော်မေးခွန်းလေးတွေတချို့မေးလိုက်ပါမယ် message စာလေးတွေတအားတို့မျိုးကတရားနေကြပို့ဘူးပါဒလားဒါဆိုရင် share ဆက်လိုက်ပြီးတော့မေးခွန်းမေးပါမယ် what digital devices do you want to have ဘလိုကရိယာမျိုးတွေ digital ဘလို digital ကရိယာမျိုးတွေကိုလိုချင်ပါတယ်လဲဖုန်းလား computer လားအာ server tv လားဘာတွေလိုအပ်တယ်လဲ ဟုတ်တယ်เนาะတယောက်တည်းလိုချင်တာတော့ဆရာတို့အများကြီးဖြစ်ပါတယ်လိုချင်တာတွေမတူဘူးပေါ့เนาะโอเคအဲ့ဒါဆိုရင်အဲ့ဒီကရိယာတွေကို what will you use them for ကိုလိုချင်တဲ့ကရိယာတွေကဘာကြောင့်လိုချင်တာလဲအဲ့ဒီကရိယာနဲ့ဘာအတွက်ဘာအတွက်နဲ့အသုံးပြုမှာလဲဟုတ်တယ် okay very good ဒါဆိုရင်တော့ဆက်လက်ပြီးတော့ဆရာ number 1 B စာသင်ခန်းစာသွားကြရအောင် which devices will you use if you want to do each of the following the first one is done for you အောက်ပါပေးထားတဲ့ဒီအကြောင်းအရလှုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ဒီလှုပ်ဆောင်ချက်လှုပ်ဆောင်ချက်ဒီအားလုံးကိုလှုပ်ဆောင်ခြင်းနဲ့ဆိုရင်တော့လေမင်းပါကရိယာတွေတုံးပြရမလဲ။ဥပမာတခြင်းနားထောင်တယ်။တခြင်းနားထောင်မယ်ဆိုရင်ဆိုဒီမှာကြည့် number 1လို့လောက်ပြထားတယ်။ I will use เนาะဒီမှာဆို I will use ဒီနာမထည့်အဖြေထည့်မယ် I will use ဆိုပြီးတော့တခုခုထည့်မယ် if I want to use if you want to listen to the music I will use an MP3 player a mobile phone a tablet a laptop if I want to listen to music ဒါဆိုရင်သုံးလို့ရတဲ့ຢာတွေအများကြီးဖြစ်ပါတယ် MP3 player တွေဖုန်းနဲ့သုံးလို့ရတယ် tablet ရှင်းလေးရတယ် laptop ဒါဆိုဒီကိရိယာတွေအသုံးပြုဒီ devices တွေကိုအသုံးပြုပြီးတော့တခြင်းနဲ့နားထောင်လို့ရတယ်ကျန်တဲ့ take photos ဆိုတဲ့ဥပမာလေးနဲ့အကြံပြပြောမယ်ဆိုရင် I will use a camera or digital camera or phone if I want to take photos ရမလားစာရဖြစ်ကျန်တဲ့အကြောင်းအရာတွေကိုလည်းပဲဒါတို့ကျွန်တော်ကဒီနောက်မှာပုံလေးရှိပါတယ်ဒီမှာဆိုရင်တော့ပုံကပေးထားတာက mobile phone, smart TV, tablet, smart watch, MP3 player, iPad, laptop, digital camera, games console, flash drive. Okay, ဒါဆိုတော့ဒီအကြောင်းအရာလေးတွေပေးထားတယ်။အာဒီပုံလေးတွေနဲ့သူရဲ့ names လေးတွေအဲ့တော့ဒီဟာဒီအကြောင်းအရာတွေအားလုံးကဆို digital device တွေပဲဖြစ်ပါတယ်။အဲ့တော့ဘာ device ကိုအသုံးပြုပြီးတော့ဒီလောက်ဆောင်ချက်ကိုလောက်ဆောင်မလဲဆိုတော့တငယ်ချင်းနဲ့ပူပေါင်းပြီးတော့ဘာလုပ်မလဲဆိုတော့ပြောဆိုပြီးတော့စာလေးတွေရေးကြည့်ပါအောင်နော်။ Okay, doesn't Okay, what device will you use if you want to save files? Okay, what device will you use if you want to play video games? Okay, what device will you use if you want to make phone calls? Good job. What device will you use if you want to set an alarm? That's right. Number seven, what device will you use to if you want to store information or data? Great. What device will you use if you want to watch films? Awesome. Number nine, what device will you use if you want to count steps and check pulse rate? Okay, that's so cool. And what device will you use if you want to send text messages. That's right. Okay, all of you guys are very clever. Okay, so this time you guys will have to think of the answer with your friends and you have to listen to my question again and try to answer. Try to reply me, okay? no. no. အားရဆိုရင်တော့တငယ်ချင်းနဲ့လှောက်ဆောင်ကြည့်ပါအောင်နော်။အားရဆိုရင်တော့တငယ်ချင်းနဲ့ဒီအကြောင်းအရာတွေကိုပြောဆိုဆက်ဆံပြီးတော့လေ့ကျင့်ကြည့်ပါအောင်နော်။ဆက်လက်ပြီးတော့ number 2 match the if clauses a to f with the main clauses 1 to 6 the first one is done for you ဒီမှာဆိုရင် if clause ကပေးထားတဲ့ if clause အပိုင်းက a နဲ့ f တရှိတယ် main clause ကတော့1 to 6ပေးထားတယ်အရင်ဆုံးဆရာပုံနဲ့တကွ if clause ကအကြောင်းအရာအရင်ဆုံးဖတ်ကြည့်ကြရအောင်ဒီမှာဆိုရင်တော့ပြထားတဲ့ပုံစံဆရာက alarm တွေချတဲ့နော် no set တွေချတဲ့ပုံစံလေးတွေ့ရမယ်အဲ့တော့ a ရေးထားတယ် if i have to get up early ငါစောစောထားရမယ်ဆိုရင် b b ကတော့ဒီမှာဆိုရင်တော့ဆရာက စာရီရေးပြီးသွားတဲ့အခါမျိုးမှာ spelling check တွေလုပ်မလားเนาะ abc တွေ spelling check တွေလုပ်တဲ့အခါမျိုးမှာဆီဆရာက always check ကိုလုပ်ခြင်းအဖြစ်ဒီဟာတွေကဆီဆရာက spelling check တဲ့အခါမှာစကားလုံးမောင်းမားတာတွေဆက်တဲ့အခါမှာတွေးရနိုင်ခြင်းရှိတဲ့ပုံတွေဖြစ်ပါတယ်ဒီမှာဆိုရင် if i finish writing an email email ရေး email ရေးပြီးတဲ့အခါမှာ email ရေးပြီးသွားပြီဆိုရင်တော့ number c if you turn off the computer ကွန်ပျူတာပိတ်မယ်ဆိုရင် ဟုတ်ပြီဒီမှာဆိုဒီပုံစံပိုင်းတွေ့ရမလဲဆိုတော့ battery အားကုန်တဲ့ပုံလေးတွေ့ရမယ်အဲ့တော့ d if my phone battery runs low battery အားကုန်သွားရင်နောက်တစ်ခုနံပါတ်ပုံနောက်တစ်ပုံကတော့ဒီမှာဆို game cloud တွေကိုနှိပ်တဲ့ပုံလေးဆိုတော့တွေ့ရမယ် e if i play video games video game တွေဆော့မယ်ဆိုရင်နောက်တစ်ပုံကတော့ဓာတ်ပုံရိုက်တဲ့ပုံလေးတွေ့ရမယ် if i press the red button အနီအောင်ခလုတ်ကိုနှိပ်လိုက်မယ်ဆိုရင်ဒါဆိုရင်တော့အခုဒီမှာပေးထားတဲ့ A ကနေမှဆိုတော့ F အထိကတော့အကုန်လုံးက if clause တွေပဲဖြစ်ပါတယ်အခုစပန် select ပြီးတော့ဆိုတော့က main clause ကိုဖတ်ကြည့်ကြရအောင်ဒါဆိုတော့ဘယ် main clause ကဘယ် if clause နဲ့တွဲရမလဲဆိုတော့သိရှိသွားမှာပဲဖြစ်ပါတယ်ဒီမှာဆိုတော့ if main clause ပြီးဟာတယ် I press the buttons on the controller ထိန်းချုပ်တဲ့ဆက်ပေါ်မှာရှိတဲ့ cloud တွေကိုငါနှိပ်မှာပေါ့နော် number 2 I recharge it ပြန်လဲပြီးတော့အားသွင်းမယ်အားပြန်သွင်းတယ်ဆိုတော့ဖုန်းတို့ဒီ laptop တို့ iPad တို့ အဲကိုပြောချင်တာဖြစ်ပါတယ် The camera captures images ကင်မရာကဓာတ်ပုံတွေကိုရိုက်ကူးသွားမှာပါဖန်ယူမယ်ရိုက်ကူးမယ်ဓာတ်ပုံရိုက်မှာပေါ့နော် The screen goes back goes black အဲဒီ screen ကြီးကဘာဖြစ်သွားလဲဆိုတော့အမဲရောင် ပြောင်းသွားမယ်အမဲရောင်ဖြစ်သွားမယ် I set the alarm alarm ချထားမယ် I check the spelling စလုံးပေါင်းစစ်မယ် ဒါဆိုရင်တော့ main gloss လဲပြီးပြီဆိုတော့တော့ကိုယ့်အနေကိုဘာလို့မလဲဆိုတော့ other example လိုမျိုးလေးတွဲကြည့်ပါအောင်နော် if i play video games i press the buttons on the controller video game ဆော့မယ်ဆိုရင်လည်းငါ control ထိန်းချုပ်ဆိုင်ပေါ်မှာရှိတဲ့ခလုတ်တွေကိုနှိပ်ပြီးတော့ game ဆော့တယ်ဒါဆိုရင်တော့ if gloss နဲ့ main gloss တွဲပြသွားတာပဲဖြစ်ပါတယ်ကျန်တဲ့2ကနေမှာ6အထိကိုဘယ် main gloss ကိုဘယ် if gloss နဲ့တွဲမလဲဆိုတော့ဘာသာပြန်ပြီးတော့ကိုယ့်အနေကိုလုံဆောင်ကြည့်ပါအောင်နော်ဆက်လက်ပြီးတော့ number 3 put the informal phrases used in short messages in the correct column အဲ့တော့အမပေးဟာတဲ့ဒီ column နှစ်ခုထဲမှာဆိုရင်တော့ဗာပေးဟာလဲဆို starting phrases finishing phrases စကားအစချီပြောတဲ့အဲစကားစုတွေမဟုတ်ရင်လဲဆရာကစကားအဆုံးတက်တဲ့စကားစုတွေကဘယ်ယာတွေလဲဆိုတာကိုမှန်ကအမဒီ box ထဲမှာ၄တောင်းခွဲထဲမှာပေးဟာတဲ့စကားတွေအားဆိုရင်တော့ဘယ်အကွက်မှာထည့်ရမလဲဆိုတာကိုတော့ဆရာတို့လောက်ရမှာဖြစ်ပါတယ်အဲ့တော့ဒီကွက်ထဲမှာဒီ လေးတောင်ကွက်ထက်မှာပေးထားတဲ့စကားလုံးတွေအားလုံးအောင်ဆိုရင်ဆိုတော့ဘာကြီးလဲဆိုတော့ informal phrases တွေဖြစ်ပါတယ်ယိုယို phrase တကစုတွေအဲ့တော့ဆရာတို့တငယ်ချင်းချင်းချင်းပြောတဲ့အခါမျိုးမှာတနည်းပြကိုထက်ငယ်လို့ပြောတော့တဲ့အခါမှာဒီစကားနဲ့အသုံးပြုလို့ရပါတယ်အနောက်မှာဆရာတို့က short message ထဲမှာအသုံးပြုမဲ့စကားဖြစ်ပါတယ်ဒါဆိုရင်တော့အရင်ဆုံးဒီမှာကြည့်မယ် thanks hi take care hello name hello တေးရောက်ခေါ်တဲ့အခါမှာနော် hello bobo hello someone See you later. See you soon. Hi, someone. Bye. Hello. Talk soon. ဒီစကားတွေအားလုံးကဆိုရင်ဘယ်စကားတွေကအစချီရတဲ့စကားတွေဖြစ်ပြီးတော့ဘယ်စကားတွေကဆိုရင်တော့နှုတ်ဆက်ခွဲခွာတဲ့အခါရတယ်မှာအသုံးပြုတယ်လဲဆိုတာကိုတော့ဒါတို့သမီးတို့အရင်ဆုံးလုပ်ကြည့်ပါအောင်အရင်ဆုံးအနေနဲ့ဆိုတော့ hi တို့ hello တို့ဆိုတာကဘယ်မှာပြောတာလဲဟုတ်တယ်စကားအစချီတဲ့အခါမှာအကုန်သုံးတယ်အဲကျွန်မတို့ hi hi someone for example hi david hi mr david Hello, hello Mr. David. ဒါဆိုရင်တော့ starting phrases တွေကဒီကောင်နေပဲဖြစ်ပါတယ်။ကျန်တဲ့ finishing လေးကိုတော့ဒါတို့မျိုးစာအုပ်ထဲမှာဇာတ်အရင်ဆုံးဆွဲမယ်ပြီးသွားပြီးဆိုတဲ့သူငီတဲ့ပုံစံတွေကို informal phrases တွေကိုသူငီတဲ့ column တွေမှာသွားပြီးတော့စုပေးပါအောင်နော်။ဆက်လက်ပြီးတော့ zero number 4a studying the following text messages what is each message about အဝပိဟာတဲ့စာပိုက်တွေကိုအရင်ဆုံးဆရာမဖတ်ခင်မှာဒါတို့မျိုးကအရင်ဆုံးဖတ်ကြည့်ပါအောင်။ အရင်ဆုံးဒီဘက်က message နဲ့ reply ကိုအရင်ဆုံးဖတ်မယ်ပြီးတော့ပြန်ဆက်ဆရာမိပါမယ် Okay have you finished what is number A message about number A message ကဘာအကြောင်းမှဖြစ်ပါတယ်ဟုတ်တယ် Okay lesson series ဆက်နေဒီတခါဆက်လက်ပြဖတ်ကြအောင် Hi Nander KK is having a birthday party on Sunday. How about buying a birthday present for her? Hi Nandaye, KK ရဲ့ ဒီလာမဲ့စနေကြရင်တော့ကေကေကမွေးနေ့ပွဲပါတီကျင်းပမှာအပွဲမွေးနေ့ပွဲရှိတယ်။သူမအတွက်ငါတို့မွေးနေ့လက်ဆောင်ပါတွေဝယ်ပေးရင်ကောင်းမလဲ။ We will share the cost between us ။နေရာကုန်ကြငွေတွေမျှခံကြမယ်လေ။တကယ်လို့တပေါင်းကုန်မယ်ဆိုရင်တော့တောင်5000 5000စီပေါ့နော် If you agree men the ball to day ဆိုရင်တော့ I will buy a birthday cake and some scrunchies and hair clips တကယ်လို့ men the ball to day ဆိုရင်ငါက ဝင်းနေကိတ်တွေဝယ်မယ်ပြီးသွားပြီးစာနဲ့စပိန်ညက်ကလစ်တွေခေါင်းစည်းတွေခေါင်းစည်းကြိုးတွေနောက်တစ်ခုကြော်ဒီညက်ကလစ်တွေငါဝယ်မယ် thanks sandy ကျေးဇူးတင်ပါတယ် sandy ကစာပို့လိုက်တာပေါ့နော်အဲ့ဒီချိန်မှာဒီမှာဆိုရင်တော့ sandy ကိုပြန်လဲပြီးတော့ပို့လိုက်ပါတယ် hello sandy that's a good idea but i'd like you to buy a birthday cake only My sister and I are going shopping tomorrow. အာကောင်းတဲ့အကြံပဲလေ။ဒါပေမဲ့လည်းပဲငါမျိုးတော့မွေးနေ့ကိတ်တစ်ခုပဲဝယ်စေချင်တယ်။

Dekamian cobi soane ngaro tuma ko muni su tau ne sekali di ngaro puja meli. Talk soon. Nama pio me set nander. Nada pian lebi ro sa pian pio lebi ale. Dah so ino messages ne pula de short message ne pian lebi ro pio le message acam ngaro seru paji caya aw nada hanti me na. Hi Nander, KK is having a birthday party on Sunday. How about buying a birthday present for her? We'll share the cost between us. If you agree, I'll buy a birthday cake and some scrunchies and hair clips. Thanks, Sandy. Hello, Sandy. That's a good idea. But I'd like you to buy a birthday cake only. My sister and I are going shopping tomorrow. I'll buy some beautiful scrunchies and hair clips. If it's okay, we'll send her birthday wishes after midnight. Talk soon, Nander. Okay, that's enough. လာမဲ့ခခေးမွေးနေ့အပွဲအတွက်တို့ဆွေးနွေးနေတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ဆက်နောက်ခုနံပါတ် B ကိုဖတ်ကြည့်ပါအောင်။ Okay so what is number B message about? that's ဘာကြောင်းရလဲ။ Okay ဒါဆိုဆက်ပြီးတော့ဆရာနဲ့ပန်လဲပြီးတော့ဖတ်ကြည့်ကြရအောင်။ Hello mom my violin lesson start today. I must go to the music room after school every Monday. အာဂျမလို့တနင်္လာနေ့နေ့တိုင်းကျောင်းဆင်းပြီးသွားပြီဆိုတာနဲ့ခုနပြောတဲ့ဒီဂီတခန်းကိုနေ့တိုင်းသွားမှာ ာလို့ပို့လဲဆိုတော့တေရောတင်တန်းသင်ခန်းစာတွေတက်ဖို့ပေါ့နော် The lesson start at 3:30 and finish at 4:30အတော့တင်းနန်းကဘယ်ချိန်မှာစမလဲဆိုတော့3နိုင်ခွဲမှာစပြီးတော့4နိုင်ခွဲမှာပြီးမှာလေ If you're free then please come and pick me up at 5တကယ်လို့မေမေအားတယ်ဆိုရင်တော့လေဟာလာဒီပါလဲဆိုတော့9နိုင်ကြာရင်တော့လာပြီးတော့ကျွန်တော်ကိုကြိုပါ pick up ကကြိုသည်လာကြိုသည်နော် See you soon အဲ့ဒါဆိုနောက်မှတွေ့မယ် Hi, I am glad you're going to have violin lessons. Ah, uh, mean by only the the auto the nanny, they are a mess wrong. I wanna it, then yes, wrong. want I hope you will find them interesting. Mese Winzali Melule, ah, Mulem Bare. Your uncle can play the guitar well. He can help you if you find some musical notes difficult. အာမင်းမင်းဦးလေးကဂီတာတွေကောင်းကောင်းတီးတက်တယ်ဆိုတော့တကယ်လို့မင်းဒီဂီတာနှုတ်နဲ့ပတ်သက်ပြီးတော့အခက်တွေပါတွေ့ခဲ့တယ်ဆိုတော့ तू မင်းကိုကူညီနိုင်တယ် I'll come and pick you up at 5 don't worry by mom အာငားနိုင်ကျတော့ငါမင်းကိုလာချိုမယ်အကြမလို့စိတ်မပူနဲ့ဆိုပြီးတော့အမေကသူ့အသားကိုပြန်လှည့်ပြီးတော့ပို့လိုက်တဲ့စာဖြစ်ပါတယ်ဒါဆင်နားလောင်းကြည့်ပါဦးနော် Hello mom My violin lessons start today. I must go to the music room after school every Monday. The lessons start at 3:30 and finish at 4:30. If you're free then, please come and pick me up at 5. See you soon. Dura. Hi, I am glad you're going to have violin lessons. I hope you will find them interesting. Your uncle can play the guitar well. He can help you if you find some musical notes difficult. I'll come and pick you up at 5. Don't worry. Bye, mom. ဒါဆိုတော့ဒီ message လေးတွေကသူတို့ပို့ထားတဲ့စာရတဲ့ပုံစံလေးတွေသိရှိသွားပြီးတော့အကြောင်းအရာလည်းသိရှိသွားပြီးဆိုတော့ select ပြီးတော့ဆိုတော့ number 4ပြီးသွားမယ် you, you and your friend are going to have a science project write a short message to your friend telling him or her about the meeting you're going to have ဒီတစ်ခါကျတော့ဆီတို့ဘာအကြောင်းအရာတွေပြောပြီးတော့ send message uh, short message to တွေပို့ပေးရမလဲဆိုတော့ science project the science project ကိုလောက်ဆောင်မှာเนาะလောက်ဖို့အစီအစဉ်ရှိတဲ့ခါကျတော့ ိုးတငယ်ချင်းစီကိုဘာလို့မလဲဆိုတော့ short message ပို့ပေးရမယ် message ပို့ပေးရမယ်သူကိုဘာအကြောင်းအပြောပြရမလဲဆိုတော့အာဒီအစည်းအဝေးရှိမယ်ဆိုတဲ့အကြောင်းအစည်းအဝေးလုပ်မယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့တော့အစည်းအဝေးလုပ်တဲ့အခါမှာတိချက် where you will meet ဘယ်မှာစီဝေးလုပ်မယ်ဘယ်မှာတွေ့ဆုံကြမယ်ဒုတိယအချက်က what time will you you will start and end ဘယ်ချိန်မှာစတင်ပြီးတော့ဘယ်ချိန်မှာပြီးဆုံးမလဲနောက်တစ်ခုကျတော့ what you need to bring for the project အဲ့ဒီလိုအပ်တဲ့ဒီ science project တွေလုပ်ဖို့အတွက်ဘာတွေယူဆောင်လာရမလဲဆိုတဲ့အကြောင်းအရာတွေကိုလှုပ်ဆောင်သွားမှာဖြစ်တဲ့ကြောင့်မလို့ကိုယ့်ရဲ့တငငချင်းစီကိုဘာလို့မလဲဆိုတော့ short message လေးတွေစာပို့ပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ short message လေးတွေကိုတငငချင်းနဲ့ပူးပေါင်းပြီးတော့ရေးကြည့်ပါ။ကိုယ့်တငငချင်းစီကိုရေးကြည့်ပါ။အဲ့တော့ဒါတို့တို့မျိုးကဘာလို့မလဲဆိုတော့အဖွဲလိုက်လှုပ်ဆောင်လို့ရပါတယ်။ကိုယ့်ရဲ့အဖွဲ short message ကိုရေးလိုက်ရမလား channel အဖွဲလဲ short message လေးလေးအတိအသေးရေးကြပါ bb sonne serial number 4c work in pairs swap your messages then read it and write a reply တကယ်လို့ရေးပြီးပါပြီ group တွေအတူတူရေးပြီးပါပြီဆိုတော့ကိုယ့်ရဲ့ message ကိုသင်ကျန်တဲ့ငယ်ချင်းတွေကိုဘာလုပ်မလဲဆိုတော့ပေးဖတ်မယ်အပြန်အလှန် swap လုပ်မယ် play မယ် changes လုပ်မယ်ကိုရလိုက်တဲ့ငယ်ချင်းရဲ့ကျန်တဲ့တစ်ဖွဲ့တခြားတစ်ဖွဲ့ရဲ့ message short message ကိုဖတ်မယ်ပြီးသွားပြီဆိုတော့တင့်လျော်တယ်လို့လေးဘာပြောလဲဆိုတော့ပြန်လဲပြီးတော့ reply ပြန်မယ်ရမလားကဲဒါဆိုရင်တော့ဒီနေ့ဆိုတင်ကြွားတဲ့ writing message လေးတွေကိုသိရှိသွားမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်